အလိုပဲမိကလာပါခဗျာဒီနေ့တော့ကျတော်တို့တို့ဝေဒီသားထွဲပအိုးရင်နဲ့စိတ်ထားတဲ့ပိုးဒီကောပြုလုံနီလေးကိုဝေမျှပေးချစ်ပါရယ်ခဗျာထမင်းလည်းအယမ်းမြေစိတ်ပြီးတော့လိုရတာလည်းအယံလိုကူတာမို့လုံနီလေးကိုကျတော်နဲ့တူလက်ကြည့်ချအောင်ပါခဗျာအဓိကပါဝေတာကတော့မူလာဦးအဖြူငရုတိအချောက်နတ်အမဲပအိုးကြီးကျတော်နီကျတော်ဖြူတို့ဖြစ်ပါရယ်ခဗျာ ရမဦးဆုံးမိုးလာဦးအဖြူကိုထိလေးဖြတ်ပြီးတော့အခေါ်လေးချွတ်ထားပေးပါမယ်။ပြီးတော့ပိုးဒီကော်လီတဲ့ခါမှာလက်မလောအောင်ဒီလိုရောင်းပါလေးကိုဘေးမှာထားပြီးတော့တစ်ဖက်ကိုဒီလိုအတက်လှီးပါမယ်။နောက်တစ်ဖက်ကိုကပြဲမထွက်အောင်အတက်မလီပဲဒီလိုစောက်လိုက်လေးလီးပေးပါမယ်ခဗျာ ကဲဒါဆိုရင်တော့ပိုလီကောလေးကိုရပါပြီခဗျာကြံတဲ့အလိုတွေကိုလည်းဒီနေ့လေးတိုင်းလီပေးလိုက်ပါမယ်ခဗျာပြီးတော့ရေသေးချာကိုဆေးပြီးစားကိုထမင်းစားစွန်းနဲ့နှစောထည့်ပြီးတော့မွေလောက်ဥရအသားတဲ့ဝေအောင်ပေါ်ပေးပါမယ်ပြေးကြတော့မိနစ်30လောက်နှထားပေးရပါမယ်ခဗျာ။ မိနစ်သုံးဆက်ပြီးတာနဲ့မူလောက်ဥထက်ကဒီလိုရည်လေးတွေထွက်ပြီးတော့မူလောက်ဥလီတွေလည်းဒီလိုပြောသွားပါလိမ့်မယ်ခဗျာဒါဆိုစားရည်ကိုတော့ပြီးအငံကဲအောင်ရည်နဲ့နှစ်ခါလောက်နာနာလေးစေပေးရပါမယ်ရည်သေးချအောင်စေးပြီးတာနဲ့ကျွန်တော်တို့တပွဲဒီသားအတွက်ဒီပအိုးရည်လေးကိုဟိခက်စုံနဲ့လေစောစာလောက်လှုပ်ထပ်ပေးပါမယ်။ပြီးရင်အရသာဝယ်အောင်အပေါအောက်လေးလံပေးပါမယ်ခဗျာ။ အကယ်လို့ပအိုးကြီးမရှိရေဗီနီကာချေကြီးကိုတို့ပြုလို့ရပါတယ်ခဗျာအကိုလို့တက်မှာတော့ပြီဆိုရင်အချင်းဝင်အောင်အနေဆို၃နာရီလောက်နှက်ထားပေးရပါမယ်ခဗျာမူလာဥလင်းနှက်ထားတော့ကျက်တော်နီနဲ့ကျက်တော်ဖြူကိုညံအောင်ထောက်ထားပေးပါမယ်ကဲဒီလို၃နိုင်ပြီပြီဆိုတာနဲ့ body quality ကလည်းတော်တော်လေးကိုချိန်နေပါပြီခဗျာ။ဒါဆိုရင်အချိန်ရမကအောင်ဒီလိုရီလီနဲ့ငယ်လေးညှိပေးပါမယ်။ ကဲဒါဆိုရင်တော့ပိုတီခေါ်လေးကိုကြော်လို့ရပါပြီခဗျာပါရမဆိုအိုရဲကိုစီတဲ့ပြီးစီပူလာတာနဲ့ငွေသီးချောက်လေးတွေကိုမီအေးအေးလေးနဲ့ကြော်ပေးပါမယ်ဒီလိုအယောက်လေးညူလာပြီဆိုရင်ပြန်ပြီးတော့ဆက်ထားလိုက်ပါမယ်ခဗျာပြီးရင်ထောက်ထားတဲ့ကျက်တော်နီနဲ့ကျက်တော်ဖြူကိုစီတက်ပေးပါမယ်ခဗျာ ကဲဒီလိုနွမ်းလာပြီဆိုရင်အယုတ်တင်မှုကိုထည့်ပါမယ်အယုတ်တင်မှုကိုထည့်တဲ့အခါမှာတူမသွားအောင်မီးကိုပိတ်ပြီးတော့စီရဲ့အပူချင်းနဲ့ပဲကြော်ပေးပါမယ်ခဗျာကဲဒီလိုစီပြင်လာပြီဆိုရင်ပိုးဒီခေါလေးတွေကိုထည့်ပေးပါမယ်ပြီးရေပိုးဒီကောနဲ့ငရုစီကိုအကိုလိုနှက်အောင်ဒီလိုစောလေးနဲ့ဖြည်းဖြည်းလေးလှည့်ပေးပါမယ်ခဗျာ အကိုလိုနဲ့သွားပြီဆိုတာနဲ့အရသာတွေစာအနေငယ်အချုံမို့အသားမို့စကြာအနေငယ်ကိုထပ်ပြီးတော့မိအေးလေးနဲ့အရသာနဲ့အောက်ကြော်ပေးပါမယ်ခင်ဗျာကဲဒီလိုအရသာဝေးပြီဆိုတာနဲ့နှမ်းမဲလေးတွေကိုအပေါ်ကနေဖြူပေးလိုက်ပါမယ်ပြီးတော့နှမ်းမဲလေးတွေချက်အောင်နောက်ထပ်1မိနစ်လောက်ဆက်ကြောပေးပါမယ်ခင်ဗျာ။ ကဲဒီလိုတမင်းနေပြည်ပြည်ဆိုတာနဲ့ထမင်းမီစီမဲ့ဘိုဒီကော်ကျော်လေးကိုရရှိပါပြီခဗျာကျွန်တော်ကတော့အနယ်လေးပုံငွေအောင်ရှောက်ရလီတွေရဲ့ကြော်ထားတဲ့ငွေသီးချောက်လူတွေကိုအပေါ်ကနေ တင်ပေးလိုက်ပါတယ်ခဗျာ။ ကဲဒါဆိုရတော့လေးလေးချစ်ချင်းလေးကိုမပအိုးရီနှငငွေလေးနဲ့ငပီတော်လေးနဲ့တွေ့စားတဲ့အခါမှာအယောင်ကိုလက်ဖက်တဲ့ကျွန်တော်တို့ဒဝေဒီတာရဲ့ပိုဒီကော်လေးကိုရရှိပါပြီခဗျာကဲဒါဆိုရတော့ကျွန်တော်တို့ဒဝေဒီတာထွဲပအိုးရီနဲ့စိတ်ထားတဲ့ပိုဒီကော်လေးကိုရရှိပါပြီခဗျာကဲဒါဆိုဒီနေ့လေးကိုတူပြီးပြီးတော့ပိုဒီကော်လေးကိုအင်မလက်တကူလို့စားလို့ရပါတယ်ခဗျာအားလုံးကြည့်တပါတယ်ခဗျာဗိုင်ပါခဗျာ